ခဲရေးစီးကြောင်းအရာအခုကရွှေငွေရေနံရှယ်ယာ HM ကြီးလို့လေဆုံးလက်ကင်ပြလို့ရတဲ့ပိုက်ဆိုင်မှုတွေကို Blockchain for TV အရာအဝတ်လုပ်တဲ့ခေတ်ကပိုကျပြက်လာနေတာတွေ့ရပါတယ်ဒီနေရာမှာ Chainlet တို့ Pinto လို့ Oracle ကြီးတွေက မရှိမဖြစ်ပါ သူတို့ကလေတွဲကဘာကရွှေဈေးရေနံဈေးစတော့ခ်ဈေးတွေကို blockchain app တွေစီသတင်းပို့ပေးတဲ့သတင်းသမားတွေလို့အရေးပါပါတယ်ဒါပေမဲ့ဒီနေရာမှာပါမန်လူတွေမမြင်နိုင်တဲ့ကြောက်စရာကောင်းတဲ့ဟာခွက်ကြီးတခုရှိနေပါတယ်ချိလေးကကျွန်တော်တို့ကိုရွှေစည်းဘလောက်ရှိလဲဆိုတာကို ပြောပြနိုင်ပေမဲ့အဲ့ဒီရွှေကဘဲဒိုက်ထဲမှာတကယ်ရော ရှိရလားဆိုတာကိုတော့သူလဲအာမမခံနိုင်ပါဘူးပေါ့နော်သူတို့က ကိတ်ကနန်းတွေကိုပဲတဲပို့ပေးနိုင်တာကြောင့်ပါဥပဒေနဲ့သိဆိုင်တဲ့စာချုပ်တွေကအကြောင်းအရာတွေ HMP ရဲ့ပိုင်ဆိုင်မှုစာချုပ်တွေမူပိုက်ခွင့်မတန်တွေ PDF ဖိုင်တွေဗီဒီယိုဖိုင်တွေလိုရှုပ်ထွေးတဲ့အချက်လက်တွေရဲ့အသေးပဲကူကနားမလည်ပါဘူးပေါ့နော်ဒီလိုမျက်စိမိတ်ယုံကြည်မှုပေါ်မှာတိဆောက်ထားတဲ့ trillion dollar တန်ဖိုးရှိတဲ့စီးပွားရေးကြီးတစ်ခုလောက်အချက်အလက်မှတစ်ခုတည်းနဲ့ ပြိုလဲသွားနိုင်တဲ့အန်ဒီယားရှိတာကိုလည်းသတိပြုရပါမယ်။အခုဒီပြဿနာဟာခွက်ကြီးကိုဖြေရှင်းပေးမယ်။ Binance Holder Airdrop ကနေမိတ်ဆက်ပေးလိုက်တဲ့ April အကြောင်းမျှဝေပေးပါမယ်။ April ဆိုတာက AI ကို အသုံးပြုထားတဲ့ Decentralized AI Oracle Network တစ်ခုပါ။ Chainlet တို့ပဲတို့လို့တခြား Oracle တွေကဒီတာကိုဟိုနေရာကနေဒီနေရာကိုလက်စစ်ကံရုံပဲလုတ်ပေးနေချိန်မှာ April ကတော့ Oracle 3.0ကိုအသုံးပြုပြီးတော့ PDF file တွေလိုစာချုပ်တွေ CSS report တွေဥပဒေစာတမ်းတွေလိုမျိုးရှုပ်ထွေးတဲ့ answer chart data တွေကို AI နဲ့သေချာနားလည်အောင်ဖတ်ပြီး blockchain ပုံကိုစစ်မှတ်တဲ့ verified data အနေနဲ့ပို့ပေးပါတယ်။ဒါအပြင်သူကတကယ်ပိုင်ဆိုင်မှု RWA တွေ AI project တွေ Polymarket လို့ prediction market တွေပြီးတော့ DeFi လိုမျိုး KMB ဆုံး level တွေအတွက်တည်တံ့ထောက်ထားတဲ့ Oracle လည်းဖြစ်နေပါဗါးအခုမှစတဲ့ Startup Company အသက်လေတွေအတွက်အသုံးပြုရလွယ်ကူအောင်လုပ်ပေးထားသလို ရှိပြီးသား company အကြီးကြီးတွေအတွေ့လဲဇီးရေးစကားအများကြီးသိတာစီတဲ့ဤပညာဖြစ်ပါတယ် Apple ကိုမြေသားအောင်ပြောရရင်သူက digital စုံထောက်တစ်ယောက်နဲ့တူပါတယ် Chainlet တို့လို Oracle အဟောင်းတွေက deliver သမားတာတာပဲရှိပြီးတော့လိပ်စာအတိုင်းပေးဖို့တာပဲလုပ်နိုင်ပါတယ် Apple ကတော့လိပ်စာအတိုင်း ပေးဖို့နိုင်တဲ့အပြင်ပေးဖို့လိုက်တဲ့စာအိတ်တွေ data တွေကိုဖွင့်ဖောက်ကြည့်တယ်အထက်ကစာချုပ်စာတဲ့ PDF file တွေ video file တွေကို AI နဲ့တေးချနားလိုက်အောင်ဖတ်တယ် ည်းနားလည်အောင်လဲစူးစားတယ်ပြီးတော့အဲ့ဒီရလာတဲ့အချက်လက်တွေကအမတ်တကယ်ဟောက်မဟုတ်စုံစမ်းစစ်ဆေးပြီးမှသာလျှင် blockchain စီကိုမကန်တဲ့ data တွေကိုပဲပေးပို့ပါတယ် April ရဲ့ဒီကရှိရချက်ကရိုးရိုးစိနှုတ်တွေကိုပဲတဲပို့ဖို့မဟုတ်ဘဲနဲ့တစ်တေပြလို့မရတဲ့အရာတွေကိုတစ်တေပြပေးဖို့ဖြစ်ပါတယ်သူ့ရဲ့အဓိက feature က AI ကအဖြစ်တစ်ခုပေးလိုက်တဲ့အခါမှာအဲ့ဒီအဖြစ်ကိုဘယ်စာရွက်ဘယ်စာကြောက်ကနေပြီးတော့တွေ့တာပါဆိုပြီး ကျောင်းသားတယောက်ကအိဇာလှုပ်တယ်လို့ proof of record နဲ့တစ်သေးပြပေးပါတယ်ဒါတင်မကသေးပါဘူးပေါ့နော်အဲ့ဒီ AI ရဲ့အဖြစ်ကို watchdogs nose လို့ခေါ်တဲ့လူတွေနဲ့ထက်စစ်ပြီးတော့တကယ်လို့ AI ကအမားလှုပ်တယ်ဆိုလို့ရှိရဲ့အဲ့ဒီ AI ကိုဒဲရိုက်တဲ့အချိန်အစစ်စစ်ခံထားတဲ့အတွေ့ရုပ်ကြည့်စိတ်ချရမှုကအတော်လေးကောက်အောင်တိစောက်ထားတယ်လို့ဆိုရပါမယ်။ April ကိုအတုပ်ပြုထားတဲ့ project တွေဆိုရင်ရလာမယ့်အကျိုးကျေးဇူးကဈေးကွက်အသက်တွေဖန်တီးလာနိုင်သလိုအရေက blockchain ပေါ်တေပေါ်မဖြစ်နိုင်တဲ့ရှုပ်ထွေးတဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ free IPO share တွေ private equality တွေဥပဒေစာချုပ်စာတန်းတွေနဲ့ mobile ခွင့်တွေကပါ tokenize လုပ်ပြီးတော့ကမ္ဘာလုံးဆိုင်ရာဈေးကွက်အသစ်တွေဖန်တီးလာနိုင် မှာဖြစ်ပါတယ်။လေရှိ approval ကို BAB Ethereum Solana SUI Arbitrum စတဲ့နာမည်ကြီး blockchain ပေါင်း60ကျော်နဲ့ ecosystem ပတ္တနာပေါင်း၄၀၀ကျော်ရှိနေပြီးတော့ project တွေဆိုရင်လည်းတရုတ်ကြီးရဲ့ DCAI တို့ Meme Squire တွေထုတ်ပေးတဲ့ 4တို့ပါပါဝင်နေတာတွေ့ရပါတယ်ဒီ project ရဲ့နောက်ွယ်က Everstar တွေဆိုရင်လည်း Flaklet Tablet, Binance ရဲ့ Yeezy Land တို့လိုစားတဲ့နိုင်မြကြီးတွေပါဝင်နေတာတွေ့ရပါတယ် ဆိုတော့ Apple Project ကလာမယ့်2026မှာအဓိကအသုံးပြုလာနိုင်တဲ့နည်းပညာတွေကို အခုကတည်းကပြင်ဆင်နေပါဦးရပါတယ်။ဒါအပြင် သူက RWA နဲ့ AI ခေတ်မှာအရေးကြီးတဲ့အခြေခံအဆောက်အအုံတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့် Blockchain ရဲ့အနာဂတ်ကိုစိတ်ဝင်စားနေဆိုရင် Apple Oracle အကြောင်းကိုအခုကတည်းကလေ့လာထားသင့်ပါတယ်။ Apple မှာ AT ဆိုတဲ့ နီတိတုတ်ကတခုရှိပြီးအဲ့ဒါကို ecosystem အတွင်း stake အတွင်းအသုံးပြုတာ RWA တွေဝယ်တဲ့အခါအသုံးပြုတာ GIS ဖီလို utility အတွင်းအသုံးပြုတာ governance လို့ခေါ်တဲ့ project နဲ့သိဆိုင်တဲ့အရေးကြီးဆုံးပဲချချတဲ့နေရာတွေမှာမဲပေးတာတွေအတွက်အသုံးပြုလို့ရပါတယ် Binance အသုံးပြုတဲ့သူတွေဆိုရင် AD token ကို Hoda Airdrop ကနေ UFO အခွင့်အလမ်းရှိပါတယ် Hoda Airdrop တွေက Airdrop လာမယ်ဆိုတာကိုကြိုပြီးကြီးညာလေးတော့မရှိဘူးဒါကြောင့် Binance M မှာ BAB ကို flexible ဒါမှမဟုတ် lock အနေနဲ့2025 November 4ရက်နေ့ကနေ6ရက်နေ့အတွင်းထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ် ညီကိုတို့ရောအဲဒရိုရခဲ့ရဲ့ဘလောက်ရခဲ့တာလဲဆိုတာအောက်က comment မှာရေးခဲ့ပေးပါဦး April ရဲ့နေတိတုတ်ကြီးက AD ဖြစ်ပြီးတော့ total supply က1 billion ရှိပါတယ်ဟိုရာအေဒရိုအတွက်က20မီလီယံကိုအေဒရိုအဖြစ်ဖြန့်ဝေခဲ့ပါတယ်။လေရှိစာကူလီတီဆပ်ပလိုက်က130မီလီယံရှိပါတယ်။ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေ့လာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်။ မိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဝယ်စုခြင်းလေဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို Discord ရှိမှာထည့်ထားပေးပါတယ်ညီကိုတို့အတွက်ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ